တင်းလောက်တယ်နော်ဖစ်တာတင်းလောက်တယ်ကပစီတန်သဘောအရသူကတူလောင်ပေးတယ်နော်အဲသူကအဲ့သဘောနော်အဲကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဟိုဈေးကွက်မှာတင်ရောက်မဲ့ကွန်ပစီတွေကိုနော်ကျွန်တော်တို့ချက်ချင်းမရောင်းသေးပဲနဲ့ဘာဖြစ်လဲကျွန်တော်တို့နည်းနည်းစီလိုအပ်သလောက်ပဲဖြန့်ပါမို့လို့ကျွန်တော်တို့ဂိုဒေါင်ထဲမှာတူလောင်လာတဲ့သဘောတရားပဲနော်ဟုတ်ပြီနော်ကွန်ပစီတွေနေရာမှာဘိုးရိတ်တွေကားရန်တွေဖြစ်မယ်နော်ကွန်ပစီတွေနေရာမှာဘိုးရိတ်တွေကားရန်တွေနော်အဲ့တော့ကပစီတာတွေ ကြတော့ဒါပြောမယ်ဆိုရင်ဘိုရိတ်တွေကားတန်းအနေနဲ့တူတဲ့ကွန်ပစ်စီးတွေနဲ့တူတဲ့ဘိုရိတ်တွေကားတန်းတွေကိုတူလောင်းတဲ့ကုန်ကုန်လောင်းယုံကြီးတစ်ခုပဲเนาะကပစီတာရဲ့သဘောတရားဟုတ်ပြီเนาะပြီးတော့မှသူလိုအပ်တဲ့ဘိုးတွေကိုလိုအပ်သလိုပဲဖြန့်ပေးမယ်เนาะအဟုတ်ပြီเนาะအဲအဲ့ဒီသဘောတရားကိုကျွန်တော်ကသိတာအဲ့တော့ဟုတ်ပြီအဲ့တော့ဒီ secondary output ဘယ်လိုထွက်တယ်ဘယ်လိုတူလောင်းစစ်ယူတယ်ဒီစစ်အောင်ဘယ်လိုလုပ်တယ်ဆိုတော့အပိုင်းอ่ะเนาะဒီမှာဒီ သုံးခုကိုကျွန်တော်ရှင်းပြလိုက်တာပြည့်စုံပါပြီเนาะဟုတ်ပြီเนาะပြည့်စုံပါပြီအဲ့တော့ဒီက main board ဘက်ကိုလာတော့မယ် main board ဘက်ကိုလာတော့မယ်ကျွန်တော်တို့ DC ဘောကတွဲဘောကဒီကနေထွက်တယ်ဆိုတော့ပြီးပါပြီဒီ capacitor နဲ့ဆင်မယ်ဒီ capacitor နဲ့ဆင်ပြီးတော့သူကပါဖြစ်လဲဒီမှာ6ပင် IC ရှိမယ်အဲဒါကတော့နည်းနည်းဆွဲပြမှရမယ်เนาะကျွန်တော်ဆွဲပြမယ်ဟုတ်ပြီเนาะဒီကောင်ကိုကြည့်မယ်เนาะဒီကောင်อืมအဲ့တော့နားလေးอืม ဟုတ်ပြီနော်အဲ့တော့နော်ကျွန်တော်တို့ဒီမှာကီလိုဖြစ်သွားပြီနော်ဒါဒါဒါဗစာစကင်းမှာပဲထားမယ်ဗျမီတာတော့မပြတော့ဘူးနော်မီတာမပြတော့အတန်ပဲနားထောင်ကြည့်ရသိတယ်နော်ဒီမှာမီတာဒါ short ဆိုလို့ရှိရင် short ဆိုလို့ရှိရင်ဒါအတန်ပြီမှာပဲနော်အတန်ပြီစကင်းနဲ့တိုင်းပြနော်အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီဒါကကျွန်တော်တို့ဒီဘက်ကို main board ဘက်ကိုလာမယ်ဒီမှာ CPU ရှိမယ်နော်ဒီမှာ e from IC ရှိမယ်နော် e from IC ရှိမယ်ဟုတ်ပြီကျွန်တော်တို့အဲ့ကောင်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ဒီကောင်ကဘယ်ဝင်လဲဒီတွဲဖို့ကဒီ capacitor မှာလာတိုင်းလိုက်ရလေ capacitor ကကျွန်တော်လှန်တိုင်းရမှာမလို့လှန်မတိုင်းတော့ဘူးပလောင်းကိုရှာလိုက်မယ်လေဒီ capacitor ရဲ့အပေါင်းပတ်ချမ်းကိုဒီကဒိုင်အိုရဲ့ကတ်တော့ဘက်ကဝင်နေဆိုတော့ကျွန်တော်သိနေပြီလေဟုတ်လားအဲ့တော့ကျွန်တော်တို့ကပလောင်းကိုရှာလိုက်မယ်ဟာဒီ SMD capacitor လေးရှိမယ် SMD capacitor လေးရဲ့အပေါင်းအဲဒါကဒီ capacitor ရဲ့အပေါင်းလမ်းကြောင်းပဲအတူတူပဲဟုတ်ပြီနော်ဒိုင်အိုရဲ့ထွက်ဆိုကျွန်တော်ကအဲ့အပေါင်းဟောအဲ့အပေါင်းကိုကျွန်တော်ထောက်ထားလိုက်မယ်နော်အနက်လက်တန်နဲ့ကျွန်တော်ထောက်ပြထောက်ထားလိုက် ောက်ထားလိုက်ပြီးတော့ကျွန်တော်တို့ကသိနေကြတာဒီမှာ6ပြန် IC လေးရှိမယ်ဒီမှာ6ခွင်တစ်လုံးရှိမယ်ဒါဆိုရင်ဒီ6ခွင်မှာကျွန်တော်တို့ကဘာထွက်မှာလဲဟို5.3လောက်ကောင်3.3လောက်ကောင်ထွက်မှာပေါ့ဗျာသဘောကတော့ဟုတ်တယ်မလားဒါပေမဲ့ဒီကောင်က5ထွက်ဖို့များတယ်ဒီ plan နော်အဲ့တော့ကျွန်တော်တို့ကနော်အဲ့တော့ဒီကောင်ကထွက်တဲ့တွဲဖို့ကဒီ6ပြန် IC လေးကို input ဖြစ်ပြန်ဖြစ်မယ် input ဝင်မယ်နော်အဲ input ဆိုတော့ကျွန်တော်တို့ဒီမှာတန်းကြည့်မယ်တန်းကြည့် ဟုတ်တယ်ဒါ input နော်6 bit IC လေးရဲ့နော်ဒီဘက်ငုတ်နော်ဒီမှာအခုမီတာနဲ့တိုင်းတဲ့ငုတ်ဒီဘက်အဆုံငုတ်ဟုတ်ပြီနော်ဒီဘက်အဆုံငုတ်ကဘာဖြစ်လဲကျွန်တော်တို့အဝင်အဝင်ဆိုတော့ကျွန်တော်မသိပါဘူးလားသိပါပြီဒါတွဲဖို့ဝင်ပြီဒီ6 bit IC ကိုဟုတ်ပြီအဲ့တော့ကဲဒီ6ကွိုင်ကအထွက်ဆိုတော့6ကွိုင်မှာ6ကွိုင်နဲ့6ကွိုင်မှာတခါမီတာလက်တန်ပြောင်းထောင်းမယ်နော်6ကွိုင်မှာမီတာလက်တန်ပြောင်းထောင်းမယ် input output ကိုကျွန်တော်မီတာနဲ့တိုင်းယူသွားတော့ပြတာနော်အဲကဲဘယ်ဘယ်ငုတ်ကထွက်လဲ6 bit IC ရဲ့ဘယ်ငုတ်ကထွက်လဲ ဒီအလင်ငုတ်ကထွက်တာနော်ဒီအလင်ငုတ်ကထွက်တာဒီဘက်အစွန်ငုတ်ကတွဲဖို့ဝင်တယ်ဒီဘက်အစွန်ဘုတ်ငုတ်ကဘာဖြစ်လဲတွဲဖို့ဝင်တယ်နော်ဒီဘက်ကဒီမှာအထွက်ကြတော့ကျွန်တော်အလင်ငုတ်ကဘာဖြစ်လဲထွက်တယ်ဟုတ်ပြီနော်ဒါပြီးတော့မှကျွန်တော်တို့နော်ပြင်ပြီးွားပြီဆိုတော့မှ power supply မှာထွက်လာပြီဆိုတော့မှကျွန်တော်လိုက်တိုင်းပဲเนาะဒါက power supply မီးမထိုးဘဲနဲ့ကျွန်တော်ကိုးချက်အနေနဲ့ကျွန်တော်က circuit balance သဘောတရားကို shift အောင်လို့ကျွန်တော် input output တွေကိုကျွန်တော်လိုက်ပြီးချိတ်ဆက်ပြ ဟုတ်ပြီနော်အဲ့တော့ဒီကို output ထွက်ဟုတ်ပြီနော်အဲဒါက5 volt line output ဆိုပါတော့ဗျာဒါဒါမှမဟုတ်ရင်နော်နောက်တစ်ချက်တွေးလို့တာကနော်ဒီနေရာမှာလည်းကျွန်တော်တို့က board rate တွေမတိုင်းပဲနဲ့ကျွန်တော်တို့ကပါလဲ circuit plan အယူဆနဲ့နော် continuity scale လို့ခေါ်တဲ့ buzzer scale အတန်ပြည့် scale မှာထားပြီးကျွန်တော်ကတိုင်းပြပါပါတယ်အဲ့တော့ကျွန်တော်တို့ဒီကောင်က5 volt ထုတ်မှလား3.3 volt ထုတ်မှလားအဲ့တော့ကျွန်တော်ကပြန်ပြီးတော့စစ်လို့ရမယ်လीဟုတ်လားကျွန်တော်ကစစ်မယ်လी ဘယ်လိုဆက်မလဲဟာကျွန်တော်တို့ ifron icia 3 ban 3ဖို့နဲ့ကျွန်တော်တို့ vcc ပေးရလဲဆိုတော့ကျွန်တော်မသိဘူးလားသိတယ်သိတော့ကျွန်တော်တို့1 2 3 4 5 6 8ဟာ ifron icia pin 8ကဒီကောင်ဟောဒီမှာက pin 1ဒီတောင်းက pin 1ဒီမှာညှားလေးလက်ပြရတယ်စကက်မှာဟော ic code မှာလည်းဒီမှာအဆက်ကလေးပါတယ်အဲ့တော့1 2 3 4 5 6 8ဟုတ်လားဒီမှာတင်အဲ့မှာ3ဘန်3ဘန်နေရာမှာမီတာလက်တံထောက်ထားမယ်ဟုတ်လားခုနက12ဘုံဝင်ပြီးတော့ ။ဟာ3 by 3ဖို့ထွက်တာလား5ဖို့ထွက်တာလားသိချင်ကျွန်တော်ဒီမှာတိုင်းလိုက်မယ်။မပြဘူး။အတန်မမီဘူးပြည်လား။ဒါဒါဆိုလို့ရှိရင်ဒါဒီကောင်က3 by 3ဖို့ထုတ်တာမဟုတ်ဘူး။ဆိုတာမသိွားဘူးလား။သိွားပြီနော်။ဟုတ်ပြီနော်။အဲ့လို input output နဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့တွေးခေါ်စဉ်းစားပါလေ။ဒီ VCC ကိုဒီ component တစ်ခုရဲ့ PCC ကို IC တစ်လုံးရဲ့ PCC ကိုဘယ် circuit ကပေးတာလဲဆိုတော့ကျွန်တော်အဲ့လိုတိုင်းပြီးတော့ဆိုဆုံးဖြတ်လို့မရဘူးလား။ရတယ်နော်။အဲအဲ့တော့ကျွန်တော်ဒီမှာနော်ဒီကောင်ကတိုင်းကြည့်တာမဟုတ်တော့ဘူး။မထွက်တော့ဘူး။ အဲ့တော့ဒီကောင်ကဘယ်လိုသွားလဲနော်ဒီဒီက output အထက်ကဘယ်လိုသွားလဲကျွန်တော်သိကျင်တယ်အဲ့ light တိုင်းပဲဆက်တိုင်းပဲဟုတ်လားဒီမှာ IC တွေရှိမယ်နော်ဒီမှာ IC တစ်လုံးရှိသေးတယ်ဟောဒီမှာ IC တွေရှိမယ်အဲကျွန်တော်တိုင်းကြည့်မယ်နော်တိုင်းကြည့်မယ်ဒီ IC လားဒီ IC လည်းမဟုတ်နော်ဒီ IC လည်းမဟုတ်နော်ဒါ IC နံပါတ်တွေပါလေကျွန်တော်မဖတ်ဘူးနော်အဲဒီကောင်ဘယ်လိုသွားလဲကျွန်တော်ကြည့်မယ်လေဟောဒီမှာ เนาะဒီမှာဒီမှာဒါเนาะဒီကောင်မပြသေးဘူးเนาะအဲ့တော့ဒီမှာကျွန်တော်ဒီမှာကျိုးလေးဖယ်ကြည့်လိုက်မယ်ဒီမှာ regulator circuit တစ်ခုထပ်တွေ့မယ်ဟုတ်လားဒီမှာ regulator circuit တစ်ခုတွေ့မယ်အဲအဲ့တော့ကျွန်တော်တို့ကเนาะမြင်ခွင့်အနေထားနဲ့ကျွန်တော်တို့တစ်ခါပြန်ပြီးဆုံးဖြတ်မယ်เนาะမြင်ခွင့်အနေထားနဲ့ဘယ်လိုဆုံးဖြတ်မလဲဆိုတော့ဒီမှာเนาะဒီမှာเนาะ influence IC က influence IC ရဲ့ pin 8เนาะ pin 8ကိုဘယ်ရလာလဲကျွန်တော်တိုင်းမယ်လေတိုင်းမယ်ဆိုတော့ဟောဒီချုပ်ကွန်ရလာတာတော့မဟုတ်ဘူးအဲ့ဒါဆို မာဒီမှာချုပ်ကွန်တလုံးရှိမယ်ဒီမှာ regulator circuit တစ်ခုထပ်မတွေ့ဘူးလားတွေ့တယ်ဒီမှာကြတော့ဘာဖြစ်လဲ9ပင် IC 1 2 3 5ပင် IC เนาะ9ပင် IC ဆိုတော့ဟုတ်ပြီကျွန်တော်တို့ဒီ ephron IC ရဲ့ဒီမှာเนาะ pin 8နဲ့ကျွန်တော်တို့ဒီချုပ်ကွန်လေးနဲ့တိုင်းကြည့်မယ်เนาะဒီရပေးကြလားဒီရပေးကြလည်းမဟုတ်ဘူးเนาะဒီရပေးကြလည်းမဟုတ်ဘူးဟုတ်ပြီเนาะဒီ ephron IC ကိုဒီချုပ်ကွန်လေးရပေးကြလည်းမဟုတ်ဘူးเนาะ ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီ A2 IC ရဲ့ pin 3.3ဖို့ဘယ်ကနေပေးမှာကျွန်တော်ကြည့်မယ်လေဟောဒီ IC ကပေးတာနော် pin 8ကိုပါဖြစ်လဲဒီ IC ကပေးတာဟုတ်ပြီနော်ဒါဆိုဒီရဲ့ input ကနော်ဒီ PCC input က memory IC ကိုသွားမဲ့ input 3.3ဖို့ကဒီ IC ကပေးတာဒီ IC ကပေးတာဆိုတော့ဒါကျွန်တော်တို့ voltage တွေကိုတိုင်းတာမဟုတ်ဘူးเนาะ plan သဘောကျွန်တော်ဒီ meter နဲ့ light ရတယ်ဆိုတော့ဘယ်လို light ရတယ်ဆိုတော့ကျွန်တော်အဓိကသိစေချင်တာဒီ video မှာเนาะ အားကြောင့်မို့ input output ကိုကျွန်တော်အခုလိုချိတ်ဆက်ပြတယ်ဟုတ်ပြီနော်အဲ့တော့အဲ့တော့ဟုတ်ပြီဒီရ3 by 3ပေါ့ output အဖြစ်ထုတ်ပေးတယ်နော်ဒီ iPhone IC ရဲ့ BCC အဲ့တော့ဒီကောင်ကနော်ဒီ IC ကိုကျွန်တော်တို့မှန်ဘူးနဲ့ဆွဲကြည့်လိုက်မယ်နော်မှန်ဘူးနဲ့ဆွဲကြည့်လိုက်မယ်ခဏလေးနော်ကျွန်တော်ပြင်နံပါတ်ပြောပေးမယ်နော် IC နံပါတ်က13လုံး8နော် IC နံပါတ်က13လုံး8နော်အောက်မှာကသူက3 by 3လို့ရေးထားရဆိုတော့သူက3 by 3ပို့ထုတ်ပေးမယ်ဆိုတော့အဲဒီ IC ကိုကြည့်ပြီးတော့လဲကျွန်တော် မသိဘူးလားသိပါပြီဒါပေမဲ့ IC နံပါတ်ကနောက်မှကြည့်တာကျွန်တော်ကပါလဲပလန်ယူဆနဲ့ VCC တွေ input output တွေကျွန်တော်တို့ဘယ်နေရာမှာဘာဖို့ရှိရမှာဆိုတော့ကျွန်တော်သိကြပြီဆိုရင် circuit မြန်မြန်ကြည့်ကြလို့သိကြပြီဆိုရင်ကျွန်တော်ကအဲ့လိုတိုင်းကြည့်သွားလို့မရဘူးလားဒီမှာ3 by 3ကိုဒီ IC ရဲ့ဒီ pin ကနေထုတ်ပေးတာဟုတ်ပြီနော်အဲ့တော့အဲ့တော့ဒီ IC ရဲ့ input ကိုဘယ်ရနေပေးမလဲဒီ IC ရဲ့ input ကိုနော်ဒီ IC ရဲ့ input ကိုဘယ်ရနေပေးမလဲဆိုတော့ကျွန်တော်တိုင်းကြည့်မယ်လေလိုက်ဟုတ်လား ဒီတွဲဖို့လိုင်းကပေးရလဲမဟုတ်ဘူးဒီတွဲဖို့လိုင်းကပေးရလဲမဟုတ်ဘူးเนาะအော်ဒီ regulator ပေးတာလားဒီ regulator circuit ကပေးတာလားကြည့်မယ်ဟုတ်တယ်เนาะဒီမှာဒီမှာအဲဒါဆိုရင်ဘာဖြစ်မလဲဒီကောင်ကကျွန်တော်ဆုံးဖြတ်လို့ရပါပြီဒီကောင်ကเนาะဒီကောင်က5ဖို့ဖြစ်မယ်5ဖို့ regulator ဒါကျွန်တော်ဘို့အတိုင်းလားဘို့မတိုင်းမဲနဲ့ကျွန်တော်ဘလို့ဖြစ်လို့ဆုံးဖြတ်တာလဲဟဲ့လားဒီမှာဒီ IC ရဲ့အော်5ဖို့ပေးတယ်5ဖို့ပေးပြီးတော့ဒီပင်ကနေပြီးတော့ ဒီရအပ်ပေါ်ဖိုက်ဖို့နော်ဒီရအပ်ပေါ်တွဲဖို့ DIC ကိုထည့်ပေးတယ် import နော်ဒီရအပ်ပေါ်ကဒီမှာ import ပြန်ဖြစ်တယ်ပြီးရင်ဒီရအပ်ပေါ်ကမှာဖိုက်ဖို့ထွက်မယ်ဖိုက်ဖို့ထွက်ပြီးတော့ဘာဖြစ်လဲသူ့ထက်နိုင်နဲ့သူ့ထက်ဘိုးတစ်ဆင့်နိုင်နဲ့နော် regulator circuit ဆိုတာနော်ဘိုးတစ်ဆင့်တစ်ဆင့်နိုင်နဲ့ကျွန်တော်ဖိုက်ဖို့ကိုကျွန်တော် DIC ကိုဘာဖြစ်လဲ import ဖြစ်ပြန်ထည့်ပေးတယ်ဟုတ်ပြီနော်အဲအဲ့လိုချိတ်ဆက်သွားတာเนาะဒါကျွန်တော်ပလန်တွေရှောက်မကြည့်ပဲနဲ့မီတာနဲ့ ဘလို့ဘလို့ချိတ်ဆက်ပြီးအလုပ်လုပ်ရဲဆိုတော့ကျွန်တော်ပြောပြရအောင်နော်အဲပြီးလို့ရှိရင်ကျွန်တော်ဒီမှာဒီရက် import fiber ကဒီဒီရက် import output fiber ကဒီကို import fiber ဖြစ်နေရောက်လာပြီအဲအဲ့တော့ तू က output ပြန်ထုတ်ရတော့မယ် output ဘလို့ထုတ်လဲဟာ3ဘန်3ဘိုဟာလာဒီ ibno ic ကိုထုတ်ပေးတယ်အဲနော်အဲ့လိုအယူဆတွေနဲ့ကျွန်တော်လိုက်ရအောင်အဲ့တော့ပြီးတော့တခါဒီမှာ regulator circuit လေးတခုရှိမယ်ဒီ regulate circuit ကဘာဘာရှိတော့မလဲကျွန်တော်တို့စဉ်းစားကြည့်လိုက်လေ ဟုတ်လား deregulate circuit ကပါရှိတော့မလဲ one by two ဘုတ်ပဲရှိတော့တယ်ကျွန်တော်ဒီမှာနော် memory IC အလုံးလုံးဘုတ်3ဘုတ်3ဘုတ်ထုတ်ပေးတဲ့ IC ကိုလည်းကျွန်တော် location ကိုလည်းကျွန်တော်သိသွားပြီဟုတ်လားမီတာနဲ့တိုင်းကြည့်တာနဲ့သိရလေသိသွားပြီလေဟုတ်လားအခုလို need setting တွေနဲ့တွေးခေါ်ယူဆပြီးတော့တိုင်းသွားတာနဲ့မသိသွားတော့သိသွားပြီဒီကောင်က5ဘုတ်ထုတ်မဲ့ regulator ဆိုတာလည်းမသိသွားဘူးလားသိသွားပြီနော်အဲ့တော့ဘာကြံတော့လို့လဲဒီ CPU IC လုံးလုံးဘုတ်အတွက်1 by 2ဘုတ်ဆိုတာလည်းရှိတော့မယ်ဟုတ်ပြီနော်အဲ့တော့ ီကောင်ကစဉ်းစားကြည့်လိုက်ဒီမှာပင်တွေကအများကြီးပဲနော်တွေးကြည့်လိုက်လေပင်တွေကအများကြီးပဲဒီမှာဒီကနေစတာပင်ဝမ်းဟောဒီမှာမြားလေးမြားလေးပြလာတယ်စခဲ့မှာလေပင်ဝမ်းကနေဒီကနေစတာဒီကနေစတာတော့ IC မှန်သမျှကကျွန်တော်ပင်ဝမ်းနေပြီးတော့အမှတ်သားနေပြီးတော့လက်ဝဲရေရေဝါတာလက်ဝဲရေရေဝါဆိုတော့ဒီဟာကိုကျွန်တော်တို့မရေနိုင်ဘူးလေဒါမှမဟုတ်စခဲ့မှာတော့ तू က เนาะကျွန်တော်တို့ပေတံနေမှာပါတဲ့အစိတ်လေးတွေလို့သူကသင်္ကေတပြတာတယ်ဒီရောင်းရယ်7ဒီရောင်းရယ်7ဒီရောင်းရယ်7အဲသူကအဲ့သဘောမျိုးပေါ့ဗျာအဲ7ကကျင်မှလည်းကမယ်ကျွန်တော်ကဒါသဘောတရားကိုသိအောင်ပြောပြတာအဲ့တော့ကျွန်တော်တို့ကအဲ့ကောင်တွေကို live ရေးမနေတော့เนาะအဲ့ကောင်တွေကျွန်တော်တို့ဘာဖြစ်လဲအလုံးရှုပ်ခံပြီး live ရေးမနေတော့ဘူးเนาะအဲ့တော့ဒီတန်းမှာသူကဒီ CPU အလုံးလုံးမဲ့ BCC ပင်ကပါနေမှာပဲဘယ်နေရာဆိုတော့ကျွန်တော်မခွဲတော့ဘူးဟုတ်လားအဲ့တော့ကျွန်တော်တို့ကဒီကောင်လဲကျွန်တော်တို့က ဘိုးတိုင်းမတိုင်းမဲနဲ့ကျွန်တော်ကပန်လန်းကိုကြည့်ပြီး component တွေကိုကြည့်ပြီးတော့ circuit ကိုကြည့်ပြီးတော့ကျွန်တော်ကဘာဖြစ်လဲ CPU က BCC လို့သတ်မှတ်ထားပြီဟုတ်လားတွေးခေါ်ထားပြီเนาะတွေးခေါ်ထားပြီအဲ့တော့အတွေးခေါ်ကျွန်တော်လက်တွေ့ဘိုင်းနဲ့ဘယ်လိုချိန်ဆက်မလဲเนาะအဲ့လိုဒီစနစ်ကိုကျွန်တော်ကထည့်ပေးနေတာเนาะအဲ့တော့ကျွန်တော်တို့ကဟုတ်ပြီဒီကောင် regulator circuit လို့ကျွန်တော်တို့ကသတ်မှတ်လိုက်မယ်သတ်မှတ်လိုက်မယ်ဆိုတော့ဟုတ်ပြီဒီ regulator circuit ကသူက1/2ဘို့ထုတ်ရတော့မှာ1ဘို့ဝင်ကျင်ထုတ်ရတော့မှာဆိုတော့သိပါပြီ CPU တွေရဲ့ဘို့အတိတ်ကဒီ circuit တွေမှာ1/2ဘို့1ဘို့ဝင်ကျင်မှာရှိနေတယ်เนาะ အဲ1/5ဆိုတာအများဆုံးပဲအဲ့တော့ကျွန်တော်တို့ကဟုတ်ပြီဒီ regulator circuit ကဒီမှာ6ကွန်လေးရပါတာ output လို့လည်းသိပါတယ်နော်အဲ့တော့ကျွန်တော် input ငုတ်ကဒီ5ကလာမှာဆိုတာလည်းကျွန်တော်တွေးခေါ်မိပါပြီအဲ့တော့ဟုတ်ပြီတေချောင်းလို့ကျွန်တော်တိုင်းကြည့်မယ်ဒါ5ကိုထွက်မဲ့ regulator 6ကွန်နော် output 6ကွန်အဲ့တော့ဒီဘက်ကအကောင်ကိုကျွန်တော်တိုင်းမယ်ဒီ6 9ဘက် IC လေးကိုဝင်မယ်ဟဲ့လားဒီမှာဒီငုတ်ကို9ဘက် IC လေးရဲ့ဒီငုတ်ကိုမဝင်သွားဘူးလားဝင်သွားပြီနော်ဝင်သွားပြီဆိုတော့ဟုတ်ပြီအဝင်တွေ့ပြီ နော်ဒီဒီဒီသုံးမင်ဘက်ကအလင်ငုတ်ကတာ ground နော်စကရဲ့ ground ဒီမှာနော်ဒီမှာဒီမှာဒီမီတာနဲ့တိုင်းပြအောင်ဒီမှာ ground နော် ground ဟုတ်ပြီနော်အဲဒီဒီပင်ဖိုးကလည်း ground influence ရဲ့ပင်ဖိုးကလည်း ground နော်အဲ့တော့ဒီကောင်က ground ghost ဆိုတာလည်းမသိပါဘူးလားသိသွားပြီနော်ဒီကောင်ကဒီဘက်ကဒါ input ကို five volt input ဝင်မယ် five volt input ကအဲ့မှာလည်းဘာဖြစ်လဲတွဲဖို့တွဲဖို့ကနေပြီးတော့5 volt short ကြတယ်ဒါဒီ regulator circuit လေးနဲ့5 volt short ကြတယ် i5 ကဘယ်ကိုဝင်လဲဒီ regulate IC layer ကိုဝင်တယ်ဒီ regulate IC layer ကိုဝင်တယ် i5 ကเนาะဒီနှစ်လိုင်းကိုဝင်တယ်เนาะဝင်ပြီးတော့ဆိုဒီကောင်က3 by 3ဘို့ထောက်တယ်ဒီကောင်က3 by 3ဘို့ထောက်တယ်မထောက်ဘူးလားထောက်တယ်ဒီကောင်ကဘယ်နှဘို့ထောက်မလဲဒီကောင်ရဲ့ output pin ကိုထွက်ကျင်တယ်ဆိုလဲဒီမှာ output ထွက်မယ်ဆိုတာသိသွားပြီလေချုပ်ခိုင်းမှာ output ထွက်တယ်ဆိုသိသွားပြီဆိုတော့ကျွန်တော်တစ်ခါပြန်ချိတ်ဆက်မယ်ဒီ IC ရဲ့ဘယ်ပြန်ရနေ output ထောက်တာလဲဟုတ်လားဒီအစွန်ပြန်ရနေထောက်တာ output ဟုတ်လား ဟုတ်ပြီနော်အဲ့တော့ဒီ regulator circuit အကြောင်းလည်းသိသွားပြီနော်ဒီ5 volt ပဲဝင်လာဒါဒါ5 volt ဆိုတော့လည်းကျင်းသေးကျွန်တော်တို့မသိသွားဘူးလားသိသွားပြီနော်ပထမကဒီ circuit တွေကိုကျွန်တော်တို့အကုန်မကြည့်ခင်ကမတိုင်းခင်ကဘာဖြစ်လဲမသိသေးဘူးဒါ voltage ကိုတိုင်းတာမဟုတ်နော်အတန်မီ screen နဲ့ပဲတိုင်းပြတာအဲ့လိုဆက်ဆက်လိုက်သွားခြင်းအပြင်ကျွန်တော်တို့ကဘာဖြစ်လဲ component ရဲ့နံပါတ်တွေကိုကျွန်တော်တို့ကဟိုတချို့နံပါတ်တွေကကျွန်တော်တို့မသိတာရှိမယ်လေဒါပေမဲ့ကျွန်တော်တို့ အလုပ်လုပ်ပုံသဘောတရား component တွေခုချိတ်ဆက်ပြီးအလုပ်လုပ်ပုံသဘောတရား input နဲ့ output တွေအဲ့လိုချိတ်ဆက်ဝင်ကျွန်တော်တို့ဘယ် circuit ကဘယ်နှဖို့ထုတ်ပေးတယ်ဆိုတော့ကျွန်တော်မသိွားနိုင်ဘူးလားသိွားနိုင်တယ်နော်အဲကျွန်တော်အဲ့အသည့်ကိုကျွန်တော်ထည့်ပေးခြင်းလားဟုတ်ပြီနော်အဲအဲ့တော့ကျွန်တော်ကဒီကောင်ကဟုတ်ပြီဒီကောင်က1/2ပို့တော့လောက်အောင်1ပို့ဝင်ခြင်းတော့လောက်အောင်ကျွန်တော်ကယူဆတာပြီလေခုနကတွေးခေါ်စဉ်းစားတဲ့နီးစနစ်တင်နဲ့နော်အဲ့တော့ဒီကောင်လည်းကျွန်တော်ကဖတ်မနေတော့ဘူးဒီရတပင်မရ VCC ဖြစ်မှာပဲတေးကြခြင်းနဲ့ဆိုလို့ရှိရင်ဒီရ เนาะဒီမှာ CPUC တွားမယ်လို့ကျွန်တော်တို့ယူဆထားတဲ့၆ကွမ်ရနေပြီးတော့ကျွန်တော်ဒီကောင်ကိုရန်တန်းပြီးတော့ကျွန်တော်ဒီမှာ port ဆွဲဝါးကြည့်လိုက်เนาะတပင်ပင်မှာသူပြမှာပဲเนาะဘယ်ပင်မှာပြမလဲတော့မသိဘူးเนาะ CPU ရဲ့ data sheet ကိုလည်းကျွန်တော်တို့မဖတ်တော့ဘူး CPU ဘိုင်းပြတ်နေတယ်ဆိုလို့ရှိရင်တော့ကတ်ကเนาะအတဲတန်လိုက်ပြင်နေကြမလို့เนาะကတ်ချိမ့်မလားเนาะကတ်ထိုးပေးမလားဒါပဲစဉ်းစားတော့ဟုတ်ပြီเนาะเนาะဒီပင်ဝမ်းနေဆက်ဆွဲနေကြပင်ဝမ်းပင်ဝမ်း ပင်ဝမ်းနဲ့ဆဆွဲမယ်နော်ဒါကျွန်တော်တို့ဒါကျွန်တော်တို့ဒါပြောမယ်ဆိုရင်အဲအပြင်းထွတ်ထူစစ်နေပေါ့ဗျာဟုတ်လားဒါဆိုဒီမှာဒီကထွက်လာပဲဟိုတည်းဒီပင်ကိုသွားမယ်ဆိုတော့မသိပါဘူးလားအဲ့ပင်ပင်နမဘယ်လောက်မှန်းတော့မသိတော့ဘူးဒါပေမဲ့ကျွန်တော်ရေးစရာလိုသေးလားမလိုတော့ဘူးနော်ဒီကောင်ကတေချာသွားပြီကျွန်တော်တို့1.2ဘို့ထွက်ပေးမယ်စာကစ်ဆိုတော့ကျွန်တော်မသိပါဘူးလားသိပါပြီနော်အဲပြီးတော့ပါကျွန်တော်တို့ power supply ကိုပြင်ပြီးွားရင် ။တရား secondary output တွေထွက်လာရင်အဲ့ကြရင်တစ်ခါပြန်တိုင်းပြီးဆိုကျွန်တော်စစ်ပြပေးဦးမယ်။နော်။အခုကလောလောဆယ်ကမီးမထိုးဘဲတော့ကိုယ့်ချက်ကိုကျွန်တော်တို့ဘယ် circuit ကဘလို့လွတ်လွတ်တယ်ဆိုတာကိုသိအောင်လို့ကျွန်တော်တိုင်းပုံတိုင်းဒီတွေးခေါ်ပုံတွေးခေါ်နေကိုကျွန်တော်ပြပါတာ။အဲ့တော့ကျွန်တော်ပြောပြောနေတယ် input နဲ့ output input နဲ့ output ကိုသိရင်အလုံးလုံးလို့ရပြီဆိုတာကိုကျွန်တော်ပြောတာ component ပစ္စည်းတွေသိရမယ် circuit balance တွေသိကြရမယ် input တွေ output တွေဘလို့လွတ်လွတ်တယ်ဆိုတာသိရမယ်။ဟုတ်ပြီနော်။အဲအဲ့တော့ဟုတ်ပြီကျွန်တော်ဘာကြံသေးလဲ။ နော်ဒါမီးမီးမထိုးပဲသူသေးပဲနဲ့ဗိုလ်ထိတ်တွေမစစ်ပဲနဲ့ကျွန်တော်တို့ပလန်းသဘောကိုပဲကျွန်တော်စစ်ပြရအောင်နော်ဘယ်လိုလိုက်ယူလဲဆိုတော့တွေးခေါ်ပြီးတော့ကဲအဲ့တော့ကျွန်တော်ဒီမှာဒီမှာပန်နယ် BCC ဟာဒါပန်နယ် BCC ကြံတယ်လေပန်နယ် BCC ကိုဘယ်ကပေးတာလဲဟုတ်ပြီနော်အဲ့ဒါလည်းဗိုလ်ထိတ်မထိုးသေးဘူးနော်ပန်နယ် BCC ကိုဘယ်ကပေးတာလဲဟုတ်ပြီအဲ့တော့ကျွန်တော်ပန်နယ် BCC ကိုဒီ circuit တွေမှာနားတော့အဖြစ် FD လေးနဲ့ခံပေးတယ်နော် FD လေးတစ်လုံးနဲ့ခံပေးတယ်အဲ့တော့ ျွန်တော်ဒီဘက်မှာကမပါဘူး FD မပါဘူးဒီဘက်မှာလည်းမမ FD လေးလား transistor လေးလားမ SND လေးဆိုတော့ထားတော့เนาะကျွန်တော်တို့ကနံပါတ်၄เนาะကျွန်တော်တို့ online သိကြမလို့ဘူးเนาะသိကြမလို့ဘူးကျွန်တော်တို့ circuit ကိုကြည့်လိုက်တာနဲ့ကျွန်တော်တို့ဘာဖြစ်လဲ light ကြည့်တာနဲ့မီတာကိုဆရာတင်လိုက်မယ်လေဟုတ်တယ်မလားအဲအဲ့တော့ဒီမှာ BCC ငုတ်เนาะ panel BCC ရဒီအနီရောင်ကျိုးလေးတွေเนาะအနက်ရောင်က ground ဒါကเนาะဖြူပြလေးတွေ လိန်နာတာကเนาะဒါနှစ်ပင်လိန်ကျိုးလေးတွေဒါဒတာကျိုးလေးတွေเนาะစင်ကနေတွေဒတာတွေတွားမှာဒီကောင်ကဘိုးရိတ်တွေတွားမှာเนาะဒါ VCC ဆိုတာဘိုးရိတ်အဲ့တော့ကျွန်တော်တို့ကပန်နဘီစီစီကတွဲဖို့လားလဲမသိသေးဘူးကျွန်တော်တို့ဖိုက်ဖို့လားလဲမသိသေးဘူးထားတော့เนาะဘိုးရိတ်တွေသိကြမလို့ကျွန်တော်ကဒီပန်နဘီစီစီကိုဘယ်ကနေပြီးတော့အလုပ်လုပ်တာလဲဆိုတော့ကျွန်တော်တို့ဘိုးရိတ်တွေကိုခုနလိုပဲလေခွဲပြီးဆိုကျွန်တော်မစဉ်းစားပါဘူးလားစဉ်းစားပါပြီလေဟုတ်လားမီတာနဲ့ဘိုးရိတ်တွေကိုတိုင်းစရာလိုသေးလားစကစ်ပလန်လိုက်တတ်နေကိုဘိုးနံအကြောင်းတွေသိနေရင် အဲမီတာတိုင်းတာမဲ့သဘောတရားတွေသိနေကျွန်တော်တို့အဲ့လိုလောက်ယူသွားလို့စစ်သွားလို့မရဘူးလားเนาะရရဲဆိုတဲ့အကြောင်းကိုကျွန်တော်ကเนาะ message ပေးစီရတယ်เนาะအဲ့တော့ကျွန်တော်တို့ကဟုတ်ပြီဒီမှာ BCC မှာထောက်ထားလိုက်ပြီเนาะ BCC မှာထောက်ထားလိုက်ပြီထောက်ထားလိုက်ပြီဆိုတော့เนาะဒီမှာအနက်လက်တန်နဲ့ထောက်ထားလိုက်ပြီเนาะအဲ့တော့ BCC ရဲ့ဒီမှာ၃ချောင်းရှိရယ်၃ချောင်းတိုက်တဲ့အချောင်းမှာတော့အတူတူပဲဒီမှာတိုင်းကြည့်လိုက်မယ်เนาะဒီချောင်းနဲ့ဒီချောင်းနဲ့အတူတူပဲဒီချောင်းနဲ့လည်းအတူတူပဲဒါကမီတာတိုင်းနဲ့ ထားမယ်စကေးသဘောတရားဟုတ်ပြီနော်အဲ့တော့ကျွန်တော်ကဒီမှာတကမှာထပ်ပြီးတော့ဒီမှာထောက်မယ်ထောက်ပြီးတော့ဒီမှာဒီမှာ affinity လေးလာလေးဒီမှာ not transistor လေးတွေလာမှာ၃လုံးရှိမှာနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီမှာတိုင်းကြည့်မယ်နော်ဘယ်ဘယ် transistor နေလာလဲဩော်ဒီမှာတွေ့ပြီနော်ဒီ transistor နေလာတာဟုတ်ပြီနော်အဲ့တော့ဘာဖြစ်လဲကျွန်တော်တို့ကဒီ transistor နေလာတာဆိုတာမသိပါဘူးဗျသိပါပြီသိပါပြီဆိုတော့ဒါဒါ transistor ရဲ့ output က ဒီပန်းနဲ့ PCC ကို import ဖြစ်ပေးမှာမသိပါဘူးလားသိပါရည်ဒီ transistor ပေးရဆိုတော့ကျွန်တော်မီတာတိုင်းကြီးအောင်သိပါရည်ဟုတ်ပြီသိပါပြီဆိုတော့ကဲကျွန်တော်တို့က transistor မှာသူကတချောင်းကကျွန်တော်တို့ ground ချထားမယ်လေဒါ output ဆိုတာသိပါပြီကျွန်တော် output ဆိုတာသိပါပြီเนาะ affinity ဆိုရင်ဒါဒါဒွိမ့်ပေါ့ဗျာเนาะဟုတ်ပြီเนาะဟုတ်ပြီเนาะအဲ့တော့ affinity ဆိုရင်ဒွိမ့်ပေါ့ဗျာ transistor ဆိုရင် collector ပေါ့ဗျာဟုတ်ပြီเนาะဟိုထားတော့เนาะဟိုကျွန်တော်တို့ဒါဒါဟိုတွေးခေါ်ယူစားတော့ပြောတာเนาะ ဟိုနေ့ဖြစ်ရင်မှားရင်မှားလိုက်မယ်နော်မှားရင်မှားလိုက်မယ်တော့ emitter ဖြစ်ရင်ဖြစ်မယ်ဗျာဟုတ်လားဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာ emitter ဖြစ်ရင်ဖြစ်လိုက်မယ်ဒါ collector ဖြစ်ရင်ဖြစ်လိုက်မယ်ဒါပေမဲ့ကျွန်တော်တို့ကဒီကောင်မသိပါဘူးလားသိပါပြီဒီက output ထုတ်တယ်ဆိုတော့မသိပါဘူးလားသိပါဘူးသိပါပြီဆိုတော့ဟုတ်လား transistor ပဲဖြစ်ဖြစ် FET ပဲဖြစ်ဖြစ်တချောင်းကသူကဘာဖြစ်လဲ ground ချတာအဲ့တော့ ground နဲ့ကျွန်တော်တိုင်းလိုက်မယ်လေဟုတ်လားကျွန်တော်တို့ခုနေ့ဖြစ်မယ်ဒီကောင် output မှန်သိသွားပြီဗျာ ော် VCC က5ဖို့လားတွဲဖို့လားမသိသေးဘူးเนาะမသိသေးတဲ့အနေထားမှာပဲထားလိုက်ဒါပေမဲ့ကျွန်တော်တို့ကတော့ပြုပြင်တဲ့လူတော်တော်များများတော့ပါဖြစ်လဲဒီ panel တွေမှာ DTP model တွေမှာဘယ်နဖို့သုံးလဲဆိုတော့သိနေပြီသားเนาะဒါပေမဲ့ကျွန်တော်တို့ကမသိတဲ့လူတွေအနေနဲ့လိုက်မယ်ဆိုလို့ရှိရင်ဘလို့လိုက်ရမယ်ဆိုတဲ့အနေထားကိုကျွန်တော်ကပြောပြတာ media တိုင်းနဲ့ဆိုတာเนาะအဲ့တော့ဒီကောင်ကเนาะပြန်ချိတ်ဆက်မယ်เนาะဒီကောင်ကဒီ FPT ရဲ့အထက်ကဒီကောင်ကို BCC ဝင်တယ်ဟုတ်ပြီเนาะအဲ့တော့ တခုက output ဆိုတခုက input ပေါ့ဗျာ output ကလည်းထွက်မယ် input ကိုဝင်မယ်ပေါ့နောက်တစ်ခါ output ပြန်ထွက်ရင်နောက်တစ်ခါ input တစ်ခုနဲ့ချိန်ဆက်မယ်အဲ့လို input output input output တွေချိန်ဆက်ပြီးတော့ပဲ component တွေကအလုံးလုံးဆောင်မှာ circuit တွေပေါ့နော်အဲ့တော့ကျွန်တော်တို့ကထပ်ပြီးတော့ဟုတ်ပြီဒီကောင်ကအနိုင်ဆုံးဗျာတွဲဖို့နဲ့ဖိုက်ဖို့နဲ့နှစ်ခုတွေကတစ်ခုခုပဲဖြစ်တော့မယ်ဟုတ်လားအဲ့တော့ကျွန်တော်တို့ကနော်ဒီဖိုက်ဖို့ line ဒီမှာဖိုက်ဖို့ line ကဒီက5ဖိုက်ဖို့ထွက်မယ်ဆိုလဲကျွန်တော်ခုနကတွဲခေါ်ယူစားပြီးတိုင်းတာပြီဒီက5ဖိုက်ဖို့ထွက်မယ်အဲ့တော့ဒီ transistor ရဲ့တန်ကုတ်ကိုဒီမှာ တိုင်းကြည့်မယ်ဖိုက်ဖို့နိုင်ပြရလားမပြဘူးเนาะကျန်တဲ့နှစ်ငုတ်ကိုတိုင်းကြည့်မယ်နောက် output တစ်ငုတ်ကတိသွားပြီလေဒီအနောက်ကနှစ်ငုတ်ကိုတိုင်းကြည့်မယ်လေဟုတ်လားဟုတ်မပြဘူးမတွဲဖို့နဲ့တိုင်းကြည့်မယ်အော်ဟုတ်လားမတွဲဖို့မတွဲဘူးလားဟုတ်ပြီဟုတ်ပြီเนาะဒီတွဲဖို့နဲ့ဒီ dial ကထွက်လာတွဲဖို့နဲ့ဒီ transistor က input ကိုလာမပေးတော့ဘူးလားလာပေးလိုက်ဆိုဒီငုတ်ကိုလာပြီးတော့တိသွားပြီအဲ့ဒါဆိုရင်ဒီမှာ output တစ်ငုတ်ပြဟုတ်လားဒီမှာ import တငုပ်ပြ transistor မှာတုံးငုပ်ပဲရှိတယ်အဲ့တော့ channel တငုပ်ကဘာပဲဖြစ်ကြတော့ base ဟုတ်ပြီနော်ဒီ transistor ရဲ့ base ဟုတ်ပြီနော် base ငုပ်အဲအဲ့တော့ဒီ import က import ငုပ်ကိုတွဲဖို့ထည့်ပေးရပြီဆိုတော့ဒီကဒီကို base port ဒီ transistor ရဲ့ဒီဘက်ငုပ်က base port မှန်လဲတိပါပြီအော်ဒါကျွန်တော်စာကက်ပလန်မကြည့်ပဲနဲ့ဒါမီတာနဲ့ component လေးတွေကိုကြည့်ပြရကျွန်တော်တို့ input output တွေကိုချိတ်ဆက်ပြီးတော့တွေးခေါ်ယူစားတဲ့နီးစနစ်ကိုကျွန်တော်ပြောပြပါရအောင်နော် အဲ့တော့ဒီကောင်က basement တီးသွားပြီအဲ့တော့ဒီမှာ input နဲ့ output နဲ့အခုဒီမှာချိတ်ဆက်နေလားကြည့်လိုက်လေမချိတ်ဆက်ဘူးဒီ transistor base ကိုရောက်တော့မှချိတ်ဆက်မှာဟုတ်ပြီနော်ဒီကရောက်နေတဲ့ input မှာရောက်နေတွဲဖို့ကဒီ output ဖြစ်ထုတ်ပေးပြီးတော့ဒီ panel BCC ကိုတွဲဖို့ဖြစ်ဒီငုတ်ကနေရောက်လာမှာဒီငုတ်က voltage ကဒီကိုရောက်လာမှာနော်ဒီဘက်ငုတ်ကို base ငုတ်ကိုရောက်ပြီဆိုတော့နော် base တော့လောက်အောင်ကျွန်တော်တို့ gate တော့လောက်အောင် FET ဆိုရင်တော့ gate ပေါ့ဗျာနော် အဲ့လိုအခေါ်လေးတွေတော့နော်မှားနိုင်ပါတယ်ဗျာနော်ကျွန်တော်ကဒီမှာဟိုလက်တန်းရှင်းပြတာဆိုတော့လေနော်အဲအဲ့တော့ကျွန်တော်တို့ကနော်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့သိသွားပြီနော်အဲ့လိုအလုပ်လုပ်တယ်ဆိုတော့ကျွန်တော်မသိသွားဘူးလားသိသွားပြီနော်ဟုတ်ပြီအဲ့တော့ဒီပန်းနဲ့ BCC ကလည်းကျွန်တော်တို့မီးမထိုးကြည့်သေးပဲနဲ့ကျွန်တော်တို့ဘာဖြစ်လဲ တွေးခေါ်ယူဆပြီးတော့မသိွားနိုင်ဟုတ်လားအခုတစ်ချက်မှကျွန်တော်တို့ secondary ဘိုင်းမှာ power bank ပြတ်နေတဲ့အတွက်ကြောင့်မလို့ secondary ဘိုင်းမှာပါဖြစ်လေအပေါ်လုံးဝမထွက်ဘူးเนาะမထွက်တော့ကျွန်တော်တို့ကဗိုဒိတ်တွေကိုပါယူဆတွေးခေါ်လို့မရပါဘူးလားအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ electronic circuit repair ကအလုံးမှာเนาะပြောမယ်ဆိုရင်စိတ်ဝင်စားဖို့အရန်ကောင်းပါလေเนาะစိတ်ဝင်စားဖို့အရန်ကောင်းပါလေเนาะကျွန်တော်တို့เนาะ circuit တစ်ခုကိုလိုက်လေလိုက်လေเนาะအနှစ်သာရတွေတွေးရှိလာလို့ရှိရင်တကယ်ပျော်ဖို့တော့ကောင်းပါတယ်เนาะအဲအဲ့လို ဆက်ကိတ်ကိုလိုက်ရင်လည်းပြင်းတဲ့စိတ်တွေပျောက်ပြီးတော့ပျော်တဲ့စိတ်တွေပေါက်လာအောင်လို့ကျွန်တော်ကဟိုတက်နိုင်တဲ့များအရိုးရှင်းဆုံးနဲ့မြန်မာလေးမြန်မာဟန်နဲ့ကျွန်တော်နားလည်လွယ်အောင်ရှင်းပြပေးခြင်းဖြစ်ပါတယ်เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီမှာလည်းအဆုံးသတ်လိုက်ပါရနော်ကျွန်တော်တို့ဒီနောက်ပါဝါဘိုင်းအစားထိုးနည်းကိုကျွန်တော်နောက်ထပ်ထပ်ပြီးတော့တင်တင်ပေးလိုက်ပါမယ်เนาะပါဝါဘိုင်းအစားထိုးနည်းကိုဒီကောင်က no power ပါတော့ဒီရဲ့ဒီဘက်ဘိုင်းကိုเนาะကျွန်တော်တို့ပါဝါဘိုင်းအစားထိုးပြီးပြင်ရမလားเนาะဟိုကျွန်တော်တို့ ဘလို့နီးစနစ်နဲ့ပြင်မလဲဆိုတာတော့เนาะနောက်ကြည့်ကျင်နေဆိုလို့ရှိရင် နောက်ဗီဒီယိုအပိုင်းကိုစောင့်မျှော်ပေးပါလို့ကျွန်တော်မြစ်တာရက်ခံပါတယ်เนาะအဲအားလုံးပဲကျွန်တော်ရဲ့ DHK Electronic YouTube Channel ကိုเนาะစောင့်မျှော်ကြည့်ရှုအားပေးနေကြတဲ့မိတ်ဆွေတွေပေါ့ကိုကျမ်းမှာဆက်ချမ်းသာပြီးတော့လုံရင်ဆန္ဒမှန်တယ်များတလုံးတော့ရတယ်ပြည့်စုံနိုင်ကြပါလေခင်ဗျာเนาะ